အားလုံးပဲမင်္ဂလာပါ Forever Gunner Facebook နဲ့ TR YouTube Channel တို့ကလည်းကြိုဆိုပါရစေ။ကျတော့အာဆင်နယ်အသင်းကတော့ဒါမနေ့က Crystal Palace အသင်းကိုအိမ်ကွင်းမှာအခန့်ရှင်ပြန်ကစားတဲ့ Premier League ပွဲစဉ်၉မှာဒါ1-0ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့တယ်။ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါပွဲပြီးသုံးသက်ချက်လေးနဲ့ဒါဒီပွဲစဉ်ပြီးသွားတဲ့အချိန်မှာ Mikel Arteta တို့ဘာတွေပြောကြားသွားလဲဆိုတဲ့အကြောင်းကိုဒါကျွန်တော်တို့တွေနည်းနည်းလောက်ဆွေးနွေးသုံးသက်ကြအောင်အရင်ဆုံးအနေနဲ့ဒီပွဲစဉ်ကအာဆင်နယ်အတွက်ဒါကျွန်တော်ပွဲကြည့်သုံးသက်ချက်မှာပြောခဲ့သလိုပဲ ါခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်သွားနိုင်နေဆိုတဲ့အတိုင်းပဲဒါဒီပွဲစဉ်ကဒါတကယ့်ကိုခက်ခဲခဲ့တယ်ဒါပထမပိုင်းမှာဒါ1-0ဆိုတဲ့ရလက်နဲ့ဒါဥဆောင်ထားနိုင်ခဲ့တာဖြစ်သည့်တိုင်အောင်ဒုတိယပိုင်းတစ်ပိုင်းလုံးမှာဘာမှလောလောလာလာလုံနိုင်တော့တဲ့အထိကိုကျွန်တော်အာဆင်နယ်ကဟိုဘယ်လိုပြောရမလဲအန်ဒီယယ်ပေးမနေခဲ့တာဒါ ီပွဲစဉ်မှာဆိုလို့ရှိရင် Crystal Palace အသင်းကအာဆင်နယ်အသင်းကိုဒါလော်လော်လာရှင်ပြိုင်ပြီးတော့ဒါသူတို့အနေနဲ့အချင်းမြောင်းနဲ့ရလက်တစ်ခုနဲ့ပဲရှုံးနိုင်ခဲ့တာဒါဒီဂိုးကိုလည်း EPHC ကဒါအသင်းဟောင်းကိုပြန်လဲတွင်းယူသွားတာဖြစ်ပြီးတော့ကျွန်တော်ပွဲကျုပ်30ချက်မှာဒါခံမှန်းခဲ့တယ်လို့ပဲပေါ့လေဒါ EPHC အစည်းအနေနဲ့သူ့အနေနဲ့ဒါယုံကြည်မှုတွေပျောက်ဆုံးနေတဲ့ပုံစံတွေကိုပြန်ရယူဖို့အတွက်ဒါဒီပွဲစဉ်မှာဂိုးတွေပါလေရသွားနိုင်နေဆိုပြီးတော့ကျွန်တော်အနေနဲ့ဒါခံမှန်းခဲ့တာတွေကျွန်တော်အနေနဲ့ဆွေးနွေးခဲ့တာတွေကဒါဒီနေ့ပွဲကတော့မှန် ွားတယ်ဘလို့ဒါပြောမှာပေါ့လေဒါမနေ့ကပွဲစဉ်ရတော့မှန်သွားတယ်လို့ပြောမှာပေါ့လေဒီတော့ကျွန်တော်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါ AVHSC အနေနဲ့ကဒါ36မိနစ်တည်းကနေပြီးတော့ကျွန်တော်ဒါကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ထုံးစံအတိုင်းပေါ့လေဒါ free kick ကနေဖြတ်တင်ပေးတဲ့ဘောကိုဒါကောင်းတက်ပြီးပြန်ချလာတဲ့လုံကိုသူ့အနေနဲ့ဒါလေးပေါ်မှာနေခုံကန်သွားခဲ့တာဒါဒီ goal ကတကယ်ကိုဟိုဘယ်လိုပြောမလဲ goal သမားတွေအနေနဲ့လဲဒါ တေချာဖမ်းမယ်ဆိုရင်တော့မှဒါတုံတုံမိနိုင်တော့တဲ့အလုံးမျိုးမဟုတ်တော့ဘူးဗျာဒါအိပဲချင်းအစည်းနေနဲ့ကံသွားတာတကယ်ကိုကောင်းတယ်ဗျာနော်တော်တော်လေးကောင်းတဲ့အလုံးဒါဒီကိုနဲ့ပဲကျွန်တော်တို့ကတပွဲလုံးနီးပါးကိုဥဆောင်ပြီးတော့ဒါကျွန်တော်တို့တွေကဟိုဘယ်လိုပြောမလဲပွဲကိုအမ့်လိုက်တာဗောလေဒါပထမပိုင်းမှာဆိုလို့ရှိရင်ဝမ်းစီဆိုတော့ရလနဲ့ပွဲပြီးွားတယ်ဒုတိယပိုင်းကျလို့ရှိရင်ဒါတပွဲလုံးဒါကျွန်တော်တို့အထင်ဗောလေကျွန်တော်ပရိသတ်တွေအထင်ကတော့ဩဒါ ငါတို့ပထမပိုင်းမှာ 1C ဖြစ်တယ်ဒုတိယပိုင်းကျရင်တော့အနည်းဆုံးတကိုးတော့ရအောင်ပါပဲဆိုတဲ့အတွေးတွေတော့ဒါကျွန်တော်ပြိတ္တတိုင်းဝင်မဲ့ထင်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီလိုတွေးမျိုးတွေးနေခဲ့တာပေါ့လေဒါဘာဖြစ်အောင်ဒုတိယပိုင်းကျရင်တော့တကိုးလောက်တော့ရမှာပဲအဲကျွန်တော်ဒီနေ့ ဆိုတော့ကျွန်တော်မနေ့ကဆိုလို့ရှိရင်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော် TikTok မှာဒါ live လွှင့်ပြီးတော့ကျွန်တော်တို့ညီကိုတွေဒါဆွေးနွေးသုံးသပ်ချက်တွေပြုလုပ်ခဲ့တယ်ဒါဒီပွဲစဉ်နဲ့ပတ်သက်ပြီးကိုရလက်တွေကျွန်တော်ညီကိုတွေအကုန်လုံးဒါပြည်သက်တွေနေပေါ့လေဒါကျွန်တော်တို့ဒါဝိုင်းပြီးတော့ခံမှန်းခဲ့ကြတယ်ဒါပေမဲ့ဒီခံမှန်းမှုတွေကတော့2-0တို့2-1တို့ဆိုတဲ့ရလက်မျိုးတွေကျွန်တော်ခံမှန်းခဲ့တာဖြစ်ပြီးတော့ဒါမထင်မဖဲနဲ့တကယ်ကိုကျင်းမြောင်းတဲ့ရလက်တစ်ခုပေါ့လေဒါအာဆင်နယ်အသင်းကဒါနိုင်ရရှိသွားတယ်1-0ဆိုတဲ့ရလက်နဲ့နိုင်ရရှိသွားတယ်ကျွန်တော်ပြောခဲ့သလိုပဲ လိုဘလော့မီဘလော့နဲ့ကစားတဲ့အသင်းနဲ့တွေ့တာကျွန်တော်အာဆင်နယ်အသင်းကနဲငယ်ယုံကန်ရတယ်သူတို့အနေနဲ့နဲငယ်ခက်ခဲတွေရှိတယ်ဆိုပြီးတော့ကျွန်တော်ဒါအမြဲတမ်းပြောခဲ့တယ်ဒါပေမဲ့ပွဲပြီးရင်အာဆင်နယ်နိုင်မှာပဲဆိုတဲ့အတိုင်းပဲအာဆင်နယ်ကတော့ဒါသူ့လို့ကိုသူလုတ်သွားခဲ့တယ်ဒီပရီးမီယာလိပွဲစဉ်ကိုအပီးမှာကျွန်တော်တို့အသင်းကဒါဟိုဘယ်လိုပြောမလဲဒုတိယကဘုံပေါက်အသင်းကို၄မှတ်ထိဖြတ်သွားပြီး ဒီမှတ်တီဖြတ်ထားခဲ့ပြီးတော့ဒါမနေ့ကဆိုလို့ရှိရင်ဒါမန်စီးရီးကလည်းရှုံးသွားတယ်လီဗာပူးကလည်းရှုံးထားတယ်ဆိုတော့ဒါအမှတ်ကတော်တော်လေးတော့ကွာဟသွားပြီမန်စီးရီးနဲ့ဆိုကျွန်တော်တို့6မှတ်လောက်ကွာဟသွားမယ်ဒါဟိုလီဗာပူးနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့9မှတ်လောက်ကွာဟသွားမယ်ဗောလေ ဟုတ်ပါပြီအဲ့တော့ဒါကဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်အမြင်လေးပေါ့လေဒီပွဲစဉ်မှာကျွန်တော်အာဆင်နယ်အသင်းအနေနဲ့ဒါကောင်းတဲ့အချက် တွေကတော့ဒါဘယ်လိုပြောမလဲဒီနေ့ပွဲစဉ်မှာဒါ has pay တွေကိုတိတ်ပြီးတော့အသုံးပြုသွားတာမျိုးတွေမရှိဘူးဒါအသုံးပြုလို့လည်းမရအောင်ကိုဒါ Crystal Palace အသင်းကဒါပိတ်ဆော့ထားတယ်လို့ကျွန်တော်အနေနဲ့ကတော့ထင်တယ် Crystal Palace အသင်းအနေနဲ့ဒါမနေ့ကကစားသွားတဲ့ပွဲစဉ်မှာတော်တော်လေးကိုကောင်းတယ်လို့ကျွန်တော်အနေနဲ့ appreciate လုပ်ချင်တယ် ်ဒါ Oliver Glasner က Arsenal အသင်းကိုဒါအကောင်းဆုံးဒုက္ခပေးနိုင်တယ်လို့ကိုဆိုလို့ရတယ်ဗျဒါ Arsenal အသင်းနေတော်တော်လေးလောက်ရခံရကြက်တဲ့အနေထားတစ်ခုဒီမှာအဲရှိတဲ့အနေထားတွေကိုကျွန်တော်တွေ့ရတဲ့အာဆင်နယ်အသင်းနေနဲ့ဘောလုံးလက်ခံရရှိတဲ့အချိန်ဒီမှာတော့ဒါဘယ်လိုပြောရမလဲပေးစရာလူမရှိတော့တဲ့အထိကိုဒါ1 vs 1ဆိုတဲ့ပုံစံမျိုးတွေနဲ့ Oliver Glasner ကအာဆင်နယ်အသင်းကိုဖိအားပေးပြီးတော့ဒါကစားတဲ့ပုံစံမျိုးတွေအစကျွန်တော်တို့ဒီမနေ့ကပွဲစဉ်တွေမှာတွေ့ခဲ့ရတယ်ဗောလေဒါ Oliver Glasner အနေနဲ့လဲဒါကျွန်တော် ဟိုကျွန်တော်တို့အာဆင်နယ်ပရိသတ်တွေကဒါအကုန်လုံးကျွန်တော်တို့သူ့ကို appreciate လုပ်တင်တယ်ဗျာတော်တော်လေးကိုဟိုစိတ်ဆက်တဲ့ဒါနီးပြတယောက်ပေါ့လေမိခေအာဒေတာကိုဒါဟာကောမရှိအောင် မိခေအာဒေတာကိုပြန်ပြီးတော့ခံကစားလာခဲ့တာကတော်တော်လေးတော့ချီးကျူးခြင်းစရာပဲဗျာဒါသူတို့အနေနဲ့ခံစစ်ကစားတဲ့နေရာမှာကောတိုက်စစ်ပြန်သွားတဲ့နေရာမှာကောအာဆင်နယ်အတွက်တကယ့်ကိုအလုရှုပ်ခဲ့တဲ့အသင်းတစ်သင်းပြ။ငါပထမပိုင်းအစောပိုင်းညီမှာဆိုလို့ရှိရင်ဒါ တို့တွေအနေနဲ့ကိုရဖို့အထီကိုကန်ကောင်းခဲ့တဲ့အနေအထားတစ်ခုတွေရှိခဲ့တဲ့ဒါဒေးဗစ်ရိုင်ယာရဲ့အကောင်းဆုံးနေရာယူပမှန်ပုတ်ထုတ်မှုတွေကြောင့်ဒါကျွန်တော်တို့အာဆနယ်အသင်းကဒါဂိုးပြန်ပေးရခြင်းမရှိတော့ဘူးလေဒါကတော့ကျွန်တော်နေဒီပွဲကျွန်တော်အနေနဲ့ဒီပွဲစဉ်ပေါ်မြင်တဲ့အမြင်ပေါ့ဒါဒီပွဲစဉ်အပြီးမှာကျွန်တော်တို့အာဆနယ်အသင်းကဒါဘယ်လိုပြောရမလဲဆုံးရှုံးမှုလေးတွေအနေငယ်ရှိတယ်ဒါကပါလဲဆိုတော့ကျွန်တော်တို့အာဆနယ်အသင်းကဒီပွဲစဉ်နဲ့အပြီးမှာပေါ့လေဒါဒန်ရကစားသမားတွေပေါ်လာတယ် အာဒါကဘယ်သူတွေလဲဆိုတော့ကျွန်တော်တို့ပထမပိုင်းပွဲပြီးွားတဲ့အချိန်မှာလူစားလဲလိုက်ရတဲ့ William Saliba ဒါ Declan Rice နဲ့ဒါ Ricardo Calafio တွေပေါ့လေဒါဒီ၃ယောက်ကအာဒန်ယာရကစားသမားစီးရင်ထဲမှာရောက်သွားပြီလားဆိုတဲ့အာမေဂိုနေမီခေအာဒေတာကအမေးခံခဲ့ရတယ်ဒါဒီနေရာမှာတော့မီခေအာဒေတာက ကျွန်တော်အနေနဲ့တကယ်ကိုမသိတာပါခမားတို့ကိုပြောခမားတို့ကိုမပြောခြင်းလို့မဟုတ်ဖဲနဲ့ဒါသူတို့အနေနဲ့အဲသူတို့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ပြဿနာကိုသူတို့လည်းအတိအကျမသိသလိုကျွန်တော်ကိုယ်တိုင်လည်းအတိအကျမပြောနိုင်သေးဘူးဆိုပြီးတော့ MKR data ကပြန်လဲတုတ်ပြန်ထားတယ်ဒါတစ်ဆက်ထဲမှာပဲနောက်ထပ်မှာအဲမာတင်နယ်လီနဲ့ပတ်သက်ပြီးတော့ဗောလေမာတင်နယ်လီနဲ့ပတ်သက်ပြီးတော့ရောဒါမာတင်နယ်လီကဒဏ်ရာရသွားတာလားမာတင်နယ်လီအနေနဲ့ကဒါဘယ်လိုမျိုး ဒါဘယ်လိုမျိုးတန်ရာတွေနဲ့ဂျုံနေရတာလဲဆိုတဲ့ပုံစံမျိုးမာတီနယ်လီမှာပြဿနာမရှိဘူးမာတီနယ်လီကအားလုံးကောင်းတယ်သူ့အနေနဲ့ဟိုဘယ်လိုပြောမလဲဟို ခြေတလုံးမှာအနှဲငယ်နာကျင်မှုခံစားလိုက်ရတာကလွဲရင်တကြက်နာစိုးရင်စရာမရှိဘူးဆိုတဲ့ပုံစံမျိုးတွေလည်းဒါမီခေအာဒေတာကပြန်လဲဖြေချထားတယ်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့အိုလီဗာကလက်စနာကပွဲပြီးွားတဲ့အချိန်မှာ အာဆင်နယ်တင်းနဲ့ပတ်သက်ပြီးကျွန်တော်ဒါပွဲကျူဟိုပွဲကျူသတင်းစာရှင်းလင်းပွဲမှာပြောခဲ့တယ်လို့ပဲကျွန်တော်တို့ကျွန်တော်တို့အသင်းအနေနဲ့အာဆင်နယ်တင်းနဲ့ရင်ဆိုင်ရရင်ဒါအခက်ခဲတွေအများကြီးရှိတယ်ဒါဒီနေ့ပွဲစဉ်မှာခင်ဗျားတို့မြင်ပါပဲကျွန်တော်တို့အာကျွန်တော်တို့အာဆင်နယ်တင်းကိုဘယ်လောက်ထိခက်ခဲခဲရင်ဆိုင်ခဲ့ရလဲဆိုတာခင်ဗျားတို့မြင်ပါပဲဒါကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာရှုံးနေခဲ့တာကိုကျွန်တော်တို့အကောင်းဆုံးလက်ခံရမှာဖြစ်ပြီးတော့ဒါအမှားတွေအများကြီးကိုလည်းပြန်လဲပြင်ဆင်သွားဖို့လိုအပ်တယ်ဆိုပြီးတော့ ဒါ Oliver Glasner ကပြောကြားထားတယ်အဆက်ထဲမှာပဲဒါ EPC အစည်းနဲ့ပတ်သက်ပြီးတော့လဲဒါဒီကစားသမားကို Arsenal လို့ရလိုက်တာကကျွန်တော်တို့အတွက်တော့ဆုံးရှုံးနစ်နာမှုတစ်ခုပဲဆိုပြီးတော့ Oliver Glasner ကဒါပြောကြားထားပါတယ်ဒါကတော့ Arsenal အသင်းနဲ့အဲ့ဒါ Crystal Palace ပွဲစဉ်အပြီးဒါကျွန်တော်ရဲ့ဒါဒီပွဲစဉ်ပေါ်အမြင်လေးတွေရဲ့ဒါပွဲပြီးသွားတဲ့အချိန်မှာ Mike Arteta နဲ့ Oliver Glasner တို့ပြောကြားထားတဲ့ဒါကစားသမားတွေရဲ့အကြောင်းတွေကိုဒါကျွန်တော်ညီကိုတို့ပြန်ပြီး share လုပ်ပေးသွားတာပါအားလုံးကျေးဇူးတင်ပါတယ်ဗျာ